မင်္ဂလာပါအခုကတော့ Facebook page create လုပ်တဲ့သင်ခန်းစာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်ဒီမြင်းချောင်းလေး၃ချောင်းတစ်ချက်နှိပ်နှိပ်ပြီးတော့ကျွန်ဒီအောက်ကိုနည်းနည်းဆင်မယ်ပြီးရင်ကျွန်ဒီမှာ C mode တစ်ချက်နှိပ်နှိပ်ပြီးတော့ကျွန်ဒီမှာ page ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်မယ်ပြီးတော့ရင် create ကိုတစ်ချက်နှိပ်မယ်အဲပြီးရင် guest out တစ်ချက်နှိပ်မယ်အဲ့တော့ page name ပေါ့နော် page name ရေးမယ်အဲပြီးတော့ရင် name ကိုတစ်ချက်နှိပ်မယ် အဒီ page name ရေးတဲ့နေရာမှာကျွန်တော်ဒီ Facebook ကလက်မခံအောင်ဆိုရင်ကျွန်တော်ဒီ page name ကိုတခြားအလီပြောင်းရေးပေါ့နော်။အဲပြီးတော့ကျွန်တော်ဒီမှာ category ထည့်မယ်။ဒီ category ကကျွန်တော်ဒီ page နဲ့သက်ဆိုင်တဲ့ category ပေါ့နော်။အဲတော့ closing ရွေးမယ်။ပြီးတော့ကျွန်တော်အဒီနေရာမှာပေါ်နေတဲ့ category မဟုတ်ဘဲနဲ့တခြားထည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာစလုံးနဲ့ပေါ့နော်စလုံးနဲ့ရိုက်ရှာလို့ရတယ်နော်။ SHO PPI shopping ပေါ့နော် shopping လို့ရေးလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ shopping နဲ့ပတ်သက်တာလေးပေါ်လာရင်နော်။အဲကျွန်တော်ဒီမှာ shopping center ရေးမယ်။ အဲဒီ category ကကြောင့်ဒီတစ်ခုတည်းပို့ပြီးတော့လည်းရွှေ့လို့ရတယ်တစ်ခုတည်းရွှေ့လည်းရတယ်နော်အဲပြီးသားရင်နော်ကြောင့်ဒီ create ပေါ့နော် create ကိုတစ်ချက်နှိမ့်လိုက်မယ် အဲဒီမှာကျွန်တော်ဒီ page နဲ့သက်ဆိုင်တာတစ်ခုရွေးပေးရမှာပေါ့နော်အဲဒီအပေါ်ကကျတော့ကျွန်တော်ဒီ product နဲ့ service ကိုကျွန်တော် promote လုပ်မယ်တဲ့အဲနောက်တစ်ခါကျတော့ကျွန်တော်ဒီ creator နဲ့ personal brand တည်ဆောက်မဲ့သူတွေအတွက်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာက online business address တော့ကျွန်တော်ဒီ promote ပေါ့နော်ဒီနေရာကျတော့ကျွန်တော်ဒီဒီအောက်တစ်ခုကကျွန်တော် creator နဲ့ personal brand ဆိုတာကဒါကျွန်တော် sell လေးဆိုရင်တော့ဒါရွေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကတော့အပေါ်တစ်ခုပဲရွေးလိုက်မယ်ပြီးတော့ရင် continue တစ်ချက်နေမယ် အပြီးတော့ကျောင်းဒီ bio ပေါ့နော် bio ကြီးမဲ့ဒါတွေကျောင်းတွေပြန်ပြီးတော့ပြင်လို့ရတယ်နော်အဲ့တော့ကျောင်းဒီမှာ away အပြီးတော့ content content မှာကကျောင်း website ရှိရဆိုရင် website ထည့်လို့ရမယ်အဲနောက်တစ်ခါကျောင်းဒီ email address ပေါ့နော် email address တွေထည့်လို့ရမယ်ဖုန်းနံပါတ်ထည့်လို့ရမယ်အပြီးတော့ location location ကျောင်း address ထည့်လို့ရမယ်နော်အဲ့တော့ဒီမှာကျောင်းဒီစလုံးအတိအကျလေးကျောင်းရေးထည့်လို့လည်းရတယ်နော်ဒါမှမဟုတ်မြို့နံပါတ်ပဲထည့်လည်းရတယ်နော်အမီမန္တလေးပေါ့နော်ပြီးတော့ CTN တောင်းပါလေကျောင်းမန္တလေးလို့ အဲဒီ poster code ကကြောင့်တော့ဒီ Google မှာတက်ရှာလို့ရနော်ဥပမာအနေနဲ့ဆိုရင်ကျွန်တော်ဒီ Mandalay ရဲ့ poster code ကိုတည်ခြင်းလဲဆိုရင်အဲ Mandalay poster code လို့ရိုက်ရှာလိုက်ပါနော် အဲပြီးတော့နောက်တစ်ခုကဟာဝါပါနော်ဟာဝါက no hour available ထားလို့ရမယ် always open ထားလို့ရမယ်အဲနောက်တစ်ခုက standard hour ပါနော်ဒီ standard hour ကကျတော့ကျွန်တော်ဒီ day မှာကျွန်တော်ဘယ်အချိန်ကနေဘယ်အချိန်ထိဖွင့်နေပါနော်အဲ့ဒါဒီကျွန်တော်ဒီအချိန်နေသတ်မှတ်ပြီးတော့ရေးလို့ရမယ်ဒီအချိန်ကျော်သွားပြီဆိုရင်ကျွန်တော်ဒီ page ကိုဝင်ကြည့်လိုက်တာနဲ့သူကဒီ close ပါနော် close ပဲဖြစ်နေလိမ့်မယ်နော်ဒီစိုင်ဖွင့်တဲ့အချိန်အတွင်းဆိုရင်တော့ open now လို့ပေါ်မှာပါနော်အဲ့တော့ကျွန်တော်ဒီမှာကတော့ always open ပဲရွှေ့လိုက်မယ်နော်ပြီးတော့ next ကိုတစ်ချက်နေမယ် အဒီနေရာမှာက adapt action point တော့နော်ဒါလေးတစ်ချက်နှိပ်မယ်အပြင်တော့မှာ try in တစ်ချက်နှိပ်မယ်ဒီမှာကကြောင့်အသုံးများတာက message ပေါ့နော် message ကိုယူမယ် next ကိုတစ်ချက်နှိပ် save ကိုတစ်ချက်နှိပ်မယ်နော်အပြင် next ကိုတစ်ချက်နှိပ်မယ်အန်ဒီမှာကကြောင်ဒီ WhatsApp account ရှိတယ်ဆိုရင်တော့ကြောင်ဒီမှာ WhatsApp account ထည့်လို့ရမှာနော်မရှိဘူးဆိုရင်လည်းကြောင်ဒီမှာ skip ကိုတစ်ချက်နှိပ်မယ်ပြီးတော့ next ကိုတစ်ချက်နှိပ် ။အဲပြီးသားကြောင့်ဒါတွေလည်းဒီတိုင်းထားမယ်။ nice good and down တစ်ချက်နေမယ်နော်။အဲဒီတိုင်းပေါ်လာတယ်ဆိုရင် start tower တစ်ချက်နေမယ်။ and nice good နေမယ် nice nice ပေါ့နော်။ပြီးသားရင် down တစ်ချက်နေမယ်။အဲဒါဆိုရင် Facebook page တခု create လုပ်လို့ရသွားပြီပေါ့။ဟုတ်ပြီနော်။ Okay ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်။